ရည်ချင်း၅မျိုးဘာတွေတုံးဆိုတတ္တဝီရိယတတိတမာတိပညာတတ္တဆိုတာလဲစိတ်ထဲရဲ့စွမ်းအားတစ်ခုပဲဝီရိယဆိုတာလဲစိတ်စွမ်းအားတစ်ခုပဲတတိဆိုတာလဲစိတ်စွမ်းအားတစ်ခုပဲတမာတိဆိုတာလဲစိတ်စွမ်းအားတစ်ခုပဲပညာဆိုတာလဲစိတ်စွမ်းအားတစ်ခုပဲတရားတွေမှာ လောကသားတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူနိုင်တဲ့အရာချင်းတွေဟာယုံကြည်ချက်တတ်တာရှိရယုံကြည်မှခံယူနိုင်တာဖြစ်တယ်ပေါ့ဒါမို့ယုံကြည်မှုတရားရင်ကျက်မှု ရှိမရှိပရောပရိယတ္တိဆိုတာဒီတတ်တာဟာနှုတ်နေသေးသလားရင်ကျက်မှု မရှိသေးဘူးလားဆိုတာကိုသိတဲ့ညာ ူတယောက်ရဲ့ယုံကြည်ချက်ဟာအားနည်းနေသလားအားကောင်းနေပြီလားဆိုတာကိုသိဖို့လိုအပ်တယ်ပေါ့ကြွတင်နေယုံကြည်ချက်အားပြော့နေတဲ့ပုဂ္ဂိုလ်တယောက်ကိုသွားပြီးတော့ဆုံးမဩဝါဒပေးလဲအောင်မြင်မှာမဟုတ်သူမှမယုံကြည်တာဒါကြောင့်မို့လို့သရတရားအနေနဲ့အားကောင်းလာပြီလားဆိုတာကိုသိတဲ့ညာအိန္ဒြေယ property ဒီလိုခေါ်တယ်။နောက်ဝီရိယနဲ့ပတ်သက်ပြီးတော့ ကိုယ်နဲ့အသက်ကိုမငဲကွက်ပဲနဲ့ဆွဲကောင်းကောင်းနဲ့မရမနေကြိုးပမ်းအားထုတ်တဲ့လုံလဝီရိယရှိသလားလုံလဝီရိယအနေနဲ့ရှင်းချက်မှုတွေရှိသလားတချို့လုံလဝီရိယလုံတော့လုံတယ်အားပြော့နေတဲ့အခါမှာစွမ်းဆောင်မှုတွေမရှိဘူးမကြခင်ပဲမအောင်မြင်ခင်ပဲလက်လျှော့သွားတာမျိုးတွေဖြစ်တယ်ပေါ့ ဒါကြောင့်မို့လို့လုံလဝီရိယအနေနဲ့ရင်ကျက်မှုရှိမရှိသိတာအိန္ဒြေယပရောပရိယတိလို့ခေါ်တယ်။နောက်တစ်ခါတတိလောကလူသားတွေဟာအာယုန်နဲ့စိတ်နဲ့အမြဲတမ်းလိုလိုကင်းကွာပြီးတော့နေတတ်တဲ့အနေအထားမျိုးကြီးရှိတယ်။အဲ့ဒါကိုတတိမေ့တယ်လို့ခေါ်တာ။ဆိုပါတော့ကိုကထိုင်းနေတာစိတ်ကတခြားရောက်နေတယ်။ကိုကလဲလျောင်းနေတယ်စိတ်ကတခြားရောက် ကိုလှုပ်နေတာနဲ့စိတ်ကအာရုံပြုနေတာနဲ့ဟာတလွဲတချော်တွေဖြစ်နေအဲ့ဒါလို့တလွဲတချော်မဖြစ်အောင်ကိုနဲ့စိတ်နဲ့ငြဲတမ်းတွက်ကပ်နေတာတတိလို့ခေါ်တယ်မှတ်ရနေအဲ့ဒါလို့မှတ်ရနေနော်ကိုယ့်ကိုစဉ်းစားကြည့်လူကဓမင်းချက်နေတယ်စိတ်ကတနည်းအားရောက်နေလွယ်လွယ်ချော်ချော်ကြီးမှားထဲကုန်တယ်တရားနဲ့စာမှားထဲတာတို့တရားတွေမှားထဲတာတို့ဖြစ်ကုန်တတ်တယ်အဲ့တော့ ကိုလုံနေတဲ့အလုံပေါ်မှာတတိကတ်လို့ဆိုတာအဲ့ဒီလူနဲ့စိတ်နဲ့လုံနေတာနဲ့တတိနဲ့ဟာတွဲကတ်နေတဲ့စွမ်းအား